ဒီအစီအစဉ်ထဏာနဲ့ကျဆိုပါရစေ။ကျွန်မကတော့ Snow ပါ။ဒီကနေ့ April 25ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ညနာဆေးရမယ့်သတင်းတွေကတော့ ချင်းပြည်တောင်ပိုင်းဘလဝမြို့နယ်မှာခူမီချင်းမြို့သမီးကလေးမိခင်တူကိုအရခတ်တတော် ULA တပ်ဖွဲ့ဝင်နှစ်ဦးကမရင်းချင်းပြည်တပြည့်ဖို့ဂျူပန်နဲ့ဖြစ်စဉ်ဟာမှန်ကန်ပြီးတရားမျှတမှုရှိရတဲ့အတွက်ဆောင်ရွက်မယ်လို့အရခတ်တတော်ပြောရေးဆိုခွင့်ရှိသူဦးခိုင်သူခါကပြောပါတယ်။တော်လှန်ရေးအဖွဲ့အစည်းနာမည်ကိုလွှဲသုံးစားလုပ်ပြီးပြည်သူ့ထံငွေချေကောက်ခံသူ၂ယောက်ကို CTF CDM စီရင်ကဖမ်းဆီးလိုက်ပါတယ်။ ငလင်ဘေးသင့်ပြည်သူတွေအတွက်ထောက်ပံ့ပေးတဲ့အာဟာရဘစ်ကွတ်တွေဟာလူသားချင်းစာနာမှုအကူအညီ ဖြစ်တာကြောင့်ရောင်းချဖို့မဟုတ်ဘူးလို့ကမ္ဘာစားနပ်ရိက္ခာအစည်းအဝေး WFP ကပြောဆိုလိုက်တဲ့သတင်းနဲ့အတူအခြားဆွေးနွေးစာဆရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်တောင်ပိုင်းပလဝမြို့နယ်မှာခူမီချဲမြို့သမီးကလေးမိခင်တူကိုအရခတ်တက်တော် ULAA တပ်ဖွဲ့ဝင်နှစ်ဦးကမရင်းချင်းပြည်တပ်ဖြတ်ဖို့ကြိုးပမ်းတဲ့ဖြစ်စဉ်ဟာမှန်ကန်ပြီးတရားမျှတမှုရှိရတဲ့အတွက်ဆောင်ရွက်သွားမယ်လို့အရခတ်တက်တော်ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကပြောပါတယ်ဧပြီလ9ရက်ကပလဝမြို့နယ်စိန်စင်ကျေးရွာကတပ်23နှစ်အရွယ်ကလေးမိခင်တဦးကို ULAA တပ်ဖွဲ့ဝင်အရာရှိတဦးနဲ့တပ်သားတဦးတို့ကမရင်ပြုတ်ချင်ပြီးနောက် ရင်းနှစ်သက်လက်စားဖြတ်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်ဒီဖြစ်စဉ်အပေါ် ULAA ပြောရေးဆိုခွင့်ရှိသူကိုရခိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ New York စာသတင်းဌာနကဆက်သွယ်မေးမြန်းရမှာ AA တပ်သားတွေကမရိမှုကိုကျူးလွန်ကြောင်းဥခိုင်ဒုက္ခကဝန်ခံခဲ့တာဖြစ်ပါတယ်။ ပလောဝမြို့နယ်စင်စင်ကြီးရွာမှာအေတပ်ဖွဲ့ဝင်နှစ်ယောက်မတိုင်မှုကျူးလွန်နေဆိုတာမှန်ကန်ပြီးပြစ်မှုကျူးလွန်သူနှစ်ယောက်ကိုလည်းဖမ်းဆီးထားပြီးဖြစ်ကြောင်းတရားမျှတမှုရရှိဖို့အတွက်ပြစ်မှုပြစ်ဒဏ်မျှတအောင်ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမယ်လို့ဥက္ကဋ္ဌကပြောပါရယ် ဆင်းဆင်းကြီးရကတနနဲ့ရွံ့လို့ဆုကလေးငယ်တူရဲ့မိခင်ဟာရွာကနေ7မိနစ်ခန့်သာလမ်းလျှောက်သွားရတဲ့ရခင်ကိုသွားတဲ့အချိန်မှာ ULAA တပ်ဖွဲ့ဝင်တို့ကအထမပြုချက်ပြီးရင်းနှစ်တပ်ဖြတ်ရန်ကြိုးပမ်းနေစမှာရောက်ခမဖြစ်သူက တွေးရှိလို့အဟဲအကူကြီးတောင်းရကနေအသက်ဘေးမှတည်တည်ကလေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဂျာကာလာခူမီချင်းမျိုးနယ်စုများရေးရာတိုင်ပင်ခံကောင်ဆယ်ဘလဝါကောင်ဆယ် IKACC PC ကလည်းဒီလောက်ရဟာလူမျိုးတရက်အပေါ်ဖိနှိပ်စော်ကားပြီးလူအခွင့်အရေးချိုးဖောက်တာဖြစ်ပြီးနေနာသူနဲ့မိသားစုလုံးချုံရဲ့အတွက်တာဝန်ယူမှုတာဝန်ခံမှုရှိစွာဖြစ်ရှင်ဖို့ ULAAA ကိုတောင်းဆိုထားပါတယ် အရခတ်တက်တော် ULAA ဟာချင်းပြည်ပလောဝမြို့နယ်ကို2024ခုနှစ်ဇန်နဝါရီလကတင်ပိုက်ထိန်ချုပ်နိုင်ခဲ့ပြီးယနေ့ချိန်ထိအုပ်ချုပ်ရေးလုပ်ငန်းတွေပေါ်ဆောင်နေတာဖြစ်ပါတယ် ULAA ထိန်ချုပ်တဲ့တနှစ်တာအတွင်းပလောဝမြို့နယ်မှာသုံးလောင်းပြိုင်လူသတ်မှုနဲ့စမီးမျိုးကမနိုင်မှုတွေလည်းရှိခဲ့ပြီးယနေ့ချိန်ထိအရေးယူဖြစ်ရှင်ပေးတာမျိုးမရှိဘူးလို့သိရပါဗျ။ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မှာကစစ်တပ်နဲ့အပတ်စဉ်ရှေ့အတွက်တင်းနန်းသားတစ်တွေ ခေါ်ယူနေပြီလို့သိရပါတယ်။ CDF မရာတပ်ဖွဲ့ဟာຫນွေဦးတော်လှန်ရေး၄နှစ်တာကာလအတွင်းစစ်တပ်နဲ့အပတ်စဉ်ခုနှစ်အထိပြုလုပ်နိုင်ခဲ့ပြီးယခုအခါအပတ်စဉ်ရှစ်အတွက်တင်နန်းသားတပ်တွေခေါ်ယူနေတာဖြစ်ပါတယ်။အဆိုပါစစ်တပ်နန်းကို CDF မရာဘိုဟိုဌာနချုပ်မှမေလ၁ရက်နေ့မှစတင်ဖွင့်လှစ်မှာဖြစ်ပြီး April 30ရက်နေ့အထိစည်ရင်ပေးသွင်းနိုင်တယ်လို့ဆိုပါတယ်။တင်နန်းကာလမှာ၄၅ရက်ကြာမြင့်မှာဖြစ်ပြီး အသက်၈၀နှစ်ပြည့်ပြီသူဂျမရဲကောင်းမွန်သူတွေအနေနဲ့ရှောက်ထားနိုင်တယ်လို့ CDF မှာကဖော်ပြပါဗျ။မတရားအာဏာသိမ်းစစ်ကောင်စီနဲ့အာဏာရှင်အဖွဲ့အစည်းဟူသည်မတော်လှန်တိုက်ထုတ်ရေးပြည်သူ့အိုအိမ်စည်းစိမ်ကာကွယ်ဆောင်ရှောက်ရေးကိုပိုင်အုပ်ချုပ်ဖန်တီးခွင့်ရရှိရေး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ပူးပေါင်းပါဝင်ကြဖို့ CDF မှာကဖိတ်ခေါ်ထားပါတယ်။ City of CDM CN တပ်ဖွဲ့အမိကိုလွယ်သုံးစားလုပ်ပြီးပြည်သူထံငွေချေကောက်ခံသူနှစ်ယောက်ကိုဖမ်းဆီးထိန်သိမ်းထားတယ်လို့ CDF CDM CN ကယနေ့ထုတ်ပြန်ပါတယ်။အသက်34နှစ်အရွယ်မင်းပုန်ကင်နဲ့အသက်33နှစ်အရွယ်ပုန်ငင်းတို့နှုတ်ဦးကတော့ကို CDF CDM CN ကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာဧပြီလ20ရက်နေ့ကတည်တိမ်မြို့မှာ CDF CDM စီးရင်အဖွဲ့နာမည်ကိုအလွှဲသုံးစားပြုလုပ်ကငွေကြေးတောင်းရတဲ့အပြင်ဧပြီလ20ရက်နေ့ကလည်းအကလွိုင်းကျေးရွာမှာခရီးပြည်သူတွေကိုလည်းတာစီပီငွေကြေးတောင်းရခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်တိုင်းရင်းတိုက်ပွဲပြည်ရဲ့ဘိုင်းအတွင်းမှာပဲအဖွဲ့ပိုင်းပစ္စည်းတချို့ကိုခိုးယူရောင်းစားခဲ့တာကြောင့်ပထမအကြိမ်ဖမ်းဆီးထိန်သိမ်းကာသတိပေးခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်သူတို့နှစ်ဦးရဲ့ဒေတာခန့်ချေးရွာလူကြီးတွေနဲ့ဆွေးနွေးညှိနှိုင်းပြီးနောက်ဆုံးအကြိမ်ဖြစ် သတိပေးဖန်ဆီးထိန်သိမ်းခဲ့တာလို့ CDF CDM CN ကဖော်ပြပါဗျ။နောက်နောက်မှာလည်းခုလိုအဖွဲ့အစည်းနဲ့တော်လှန်ရေးကိုထိခိုက်စေတဲ့ပြုမှုဆောင်ရွက်ချက်တွေရှိရင်ပြင်းထန်စွာရေးယူသွားမယ်လို့ CDF CDM စီရင်ကသတိပေးထားပါဗျ။မစ္စရမ်ပြည်နယ်အတွင်းဝင်ရောက်နေထိုင်ကြတဲ့စစ်ပေးရှောင်တွေအနေနဲ့ရင်ပိုင်ဆိုင်ခွင့်နဲ့မောင်းနှင်ခွင့်မရှိဘူးလို့လုံလိုက် KI ရဲမှုကပြောဆိုလိုက်ပါဗျ။လုံလိုက်ခရိုင်ရဲမှုဂျယ်လမ်မွန်ကီမဟာလုံလိုက်ခရိုင်တဲကမြန်မာစစ်ပေးရှောင်တွေနေထိုင်တဲ့ စစ်ဆောင်စခန်းကိုရဲ့အဖက်ဖွဲ့စည်းတွေနဲ့အတူမနီကသွားရောက်ပြီးအသိပညာပေးအစီအစဉ်ပြုလုပ်ရမှာပြောဆိုသွားတာဖြစ်ပါတယ်။စစ်ပေးဆောင်တွေအနေနဲ့ရင်မောင်းခွင့်မရှိသလိုရင်ပိုင်ဆိုင်ခွင့်လည်းမရှိကြောင်းတကယ်လို့တားမြစ်ချက်ကိုချိုးဖောက်တဲ့ဆိုရင်ဒီဆဲဥပဒေအရအေးအေးယူခံရမယ်လို့ခင်ရရမှုကပြောပါတယ်။ မစ္စရမ်ပြည်နယ်ထံမှာမွေးရစေဝမှုနဲ့ဖန်ဆီခံရသူအများစုဟာမြန်မာနိုင်ငံသားတွေဖြစ်ကြပြီးဒီလိုမကောင်းမှုပြုလုပ်သူတွေကြောင့်ကောင်းကောင်းမွန်မွန်နေထိုင်ကြတဲ့စစ်ပေးရှောင်တွေကိုနာမည်ပြက်စေတယ်လို့လည်းခံရရမှုကဆိုပါတယ်။အိန္ဒိယဘဟုအစိုးရအနေနဲ့စစ်ပေးရှောင်တွေကိုတရားဝင်နေထိုင်ခွင့်မပြုတဲ့ကြားထဲမှာမကောင်းမှုပြုလုပ်တဲ့လူတစုကြောင့်စစ်ပေးရှောင်တွေရဲ့နေရေးထိုင်ရေးထိခိုက်လာတာကိုစိုးရိမ်ရတယ်လို့လည်းပြောဆိုသွားပါတယ်။ လုံလိုင်းမြို့ဟာမစ္စောရန်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်ပြီးမြန်မာနိုင်ငံကစစ်ပေးရှောင်အမြောက်များနေထိုင်ကြတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ18ရက်ကလည်းလုံလိုင်းခရိုင်တဲကစစ်ပေးရှောင်တွေပါလာတဲ့တရုတ်ထုတ်125စံကဲအစီး60ကျော်ကိုခရိုင်ရဲတပ်ဖွဲ့ကတင်စီလိုက်ပြီးစံကဲပိုင်ရှင်တွေအနေနဲ့မိမိနေရပြန်ချင်တဲ့အခါရဲစခန်းမှာပြန်ထုတ်ရမယ်လို့သိရပါတယ်။ ကပ္ပဆန္ဒရိက္ခာစီစဉ် WFP ရဲ့ဟာရဘစ်ကွတ်တွေဟာအရေးပေါ်အခြေအနေတွေမှာချက်ချင်းစာတုံးနိုင်အောင်ထုတ်ထားတဲ့လူသားချင်းစာနာမှုအကူအညီ ဖြစ်တာကြောင့်ရောင်းရမဟုတ်ဘူးလို့ကုလသမဂ္ဂကထုတ်ပြန်လိုက်ပါတယ်နေပြည်တော်မှာဒီအာဟာရဖြည့်ဘစ်ကွတ်တွေရောင်းချနေတယ်လို့သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်း WFP ကအခုလိုထုတ်ပြန်လာတာဖြစ်ပါတယ် ဒီအဟာရဖြည့်ဘစ်ကွတ်တွေဟာပုံမှန်အစာတောက်တွေကိုချက်ပြုတ်ဖို့နဲ့ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်ချက်ချင်းစားသုံးနိုင်ဖို့ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီးမြန်မာမောင်ရလင်းလှုပ်ခတ်ပြီး48နှစ်ရည်အတွင်းငလျင်ပေးတဲ့ဒေတာတွေမှာစတင်ပြန့်ဝေခဲ့တယ်လို့ WFP ကဆိုပါတယ် နေပြည်တော်မှာတရားဟာရဖြစ်ပြီးစကတွေရောင်းချနေတယ်လို့လူမှုကွန်ရက်မှာရေးသားဖော်ပြနေကြတာကို WFP အနေနဲ့သိရှိထားပြီးအဲ့ဒီလိုရေးသားနေတဲ့သူတွေစီမှာတော့ရောင်းချမှုနဲ့ပတ်သက်တဲ့တသက်အထောက်အထားတဆုံတရားမတွေ့ရဘူးလို့ဆိုပါတယ်။လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဟာပြန်လည်ရောင်းချဖို့မဟုတ်ပဲ WFP အနေနဲ့ပုံမှန်လေးလာဆောင်ကြည့်နေတယ်လို့ရောင်းချတာတွေ့ရင်လည်းချက်ချင်းရေးယူဆောင်ရွက်သွားမှာပါလို့ WFP ကပြောပါတယ်။ နေပြည်တော်မှာအာဟာရဖြည့်ဘစ်ကွတ်တွေကိုဧပြီလ၁ရက်နေ့ကနောက်ဆုံးဖြန့်ဝေတယ်လို့ကုလသမဂ္ဂကဆိုပါတယ်။ကချင်ပြည်နယ်ဗန်းမော်မြို့ကစစ်ကောင်စီရဲ့စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကကခ27ပါဝင် လက်ကျန်တပ်စခန်းတွေကိုကချင်လူလည်ရေးတမတော် KIA နဲ့ပူပေါင်းတပ်ကယနေ့မနက်အစောပိုင်းမှာတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ ဗမော်မြို့ပေါ်ကစက္ကခ27ခလာရ49နဲ့စစ်ကောင်စီတပ်ဖွဲ့တွေတက်ဆွဲထားတဲ့စုပေါင်းယုံ စီပင်ယုံနဲ့တိန်တော်ကြီးဖျားဝင်စတဲ့နေရာတွေကို KIA နဲ့ပူပေါင်းတပ်ကတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်ကချင်လူလေးအဖွဲ့အစည်း KIO KIA တရင်နဲ့ပြန်ကြားရေးတာဝန်ခံမှုကြီးနော်ဘူးကလည်း ဗန်းမော်မြို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီလေးချောင်းကနေပါတိုက်ခိုက်နေတယ်လို့ပြောဆိုကြောင်းမြစ်ကြီးနာသတင်းဌာနကဖော်ပြပါတယ်။စစ်ကောင်စီကငလျင်ပေးချဧပြီလ30ရက်နေ့အထိအပြည့်ခဲရစဲထားကြောင်းကြေညာထားပေမဲ့ဖာကန်ဒေတာဘက်ကကမိုင်းနဲ့အင်းတော်ကြီးဘက်ကလည်းအင်အားအများပြားဖြစ်စစ်ကြောင်းကြီးနှစ်ခုနဲ့ချီတက်လာတာကြောင့်အဲ့ဒီဘက်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေလို့ဒေတာခန့်တွေဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့သိရပါတယ်။ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကစပြီးမန်စီနဲ့ဗန်မော်မြို့ကစစ်ကောင်စီတပ်စခန်းတွေကိုတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမန်စီမြို့နယ်ကိုပိတ်သက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ဗန်မော်မြို့စစ်ကောင်ခ27အနီးဝန်းကျင်ကအမှတ်9336တန်းချက်ကတရင်အမြောက်တက်366နဲ့ဗန်မော်လေးစိတ်တို့ကိုလည်း KIA ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ကရနီပြည်ဖားဆောင်မြို့နယ်မော်ချီဒေတာကိုဧပြီလ24ရက်ညနေပိုင်း3နာရီဝန်းကျင်လောက်မှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ5ဦးအသေဆုံးပြီးဒဏ်ရာရရှိသူ10ဦးထပ်မံရှိတယ်လို့ဒေတာခန်တွေကပြောပါတယ်။သေဆုံးသူတွေထဲမှာလတာကလေး2ဦး၊အမျိုးသမီး2ဦးနဲ့အမျိုးသား2ဦးပါဝင်ပြီးဒဏ်ရာရရှိသူ10ဦးထဲမှာအသက်15နှစ်အောက်ကလေးငယ်9ဦးလည်းပါဝင်တယ်လို့ကရနီအခြေစိုက်ကန္ဒရာဝတီတိုင်းဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာမော့ချီဒေတာကခဲခါစေယုံကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးစေယုံအနီနာကလောက်သားတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေထိခိုက်မှုများခဲ့တယ်လို့သိရပါဗျ။မော့ချီဒေတာကိုပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာရှိပါတယ်။စစ်ကောင်စီကငလင်ပေးချောင်းဧပြီလ30ရက်နေ့အထိပြက်ခဲရက်30ချောင်းကြီးညာထားပေမဲ့နိုင်ငံတဝန်းလုံးမှာနေ့စဉ်နဲ့အမျှ၄ချောင်းတိုက်ခိုက်မှုပြုလုပ်နေပါဗျ။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။